WD online media ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေရှင်။အခုတင်ဆက်ပေးမယ့်သတင်းကတော့ပဲခူးမြို့မြူရင်းကြီးရပ်ကွက်တမလီငါရကျောင်းတိုက်ဆရာတော်ဗဒနာဇီယတီနာမဟာတက္ကမဇောတိကတစားအရှင်သူမြေရဲ့တက်တော်60ပြည့်ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာခမ်းနားပဲဖြစ်ပါတယ်။ ပဲခူးမျိုးမျိုးရင်းကြီးရက်ကွက်တမလီငါရကျောင်းထိုက်ပရနာနာယကဆရာတော်ဗဒနာစီယတိနာမဟာတတ္တမဇောတိကတစားအရှင်သူမြတ်ရဲ့တတ်တော်60ပြည့်ဝိစာတမွေးနေအလှတော်ကိုကောစာတက်ဂရေ1389ခုနှစ်နေုံလာပြည့်ကျော်12ရက်ခရစ်နှစ်2025ခုနှစ်ဇွန်လ22ရက်နေ့မနက်9နာရီကကျင်းပခဲ့ပါတယ်ဆိုပါခန္ဓာကိုနမောတတသုံးချိန်ယူဆိုဘုရားကရောရေခန္ဓာပွင့်လေးခဲ့ပြီး ဆင့်ကန်မျိုးရွှေစံတော်ဆရာတော်နိုင်ငံတော်တန်ခါမာနာယကတွဲဖက်ကျူးတော်ဆောင်ဆရာတော်အကမဟာပန္ဒီတာပရဏာတိဟနာတာမဟာထေအရှင်မြတ်တမ္မာကိုးပါးတိလာခံယူဆောက်တည်ကြပါတယ်။ဆလဘီတန်ခါတော်ရှင်သူမြတ်များတမ္မာမေတ္တာတုပ်ပရိတရားတော်များကိုနာယူခဲ့ကြပြီးပလိမျိုးနဲ့တဖက်ဆွဲရွာမူလရွှေစံတော်ကျောင်းဆရာတော်ဘုရားတမ္မာအနုမောဒနာတရားနာယူခဲ့ကြပြီးရေဇသွန်ချအမြပေးဝေက ဗုဒ္ဓသာသနာစီရန်ဒေတာတို့တုံးချေရွဆို၏အခမ်းအနားကိုရုပ်သိမ်းခဲ့ပါတယ်။ဒီနေ့ဘောပေါင်းရဲ့တက်တော်60ပြည့်မွင်းနေ့အဲတက်တော်60ပြည့်မွင်းနေ့မှာဘောပေါင်းက9ရက်ပေါ့မွင်းနေ့အကျိုးမာသရီပဒံလမ်းစဉ်တရားရိပ်တာဖွင့်လိုက်တာပေါ့တရားစခန်းကြီးရောက်ရသူတော်စင်တို့တို့ရေဓမ္မအသိလေးတွေ တော့တက်ပြီးတကလာဓမ္မဒီကိအောင်ဝိလောနိုင်အောင်လို့ရည်ရွယ်ပြီးတော့အေဂျာမှုရပါစေတန်တိဒုက္ခကောညနေဘံကိုအောင်ပြုနိုင်ကြပါစေဆိုရည်ရွယ်ချက်နဲ့အရာတရားစကံဖွင့်ပေးပါတယ်အာအလုံးတက္ကရာမတွေရဲ့ပေါင်းစုလူဒန်းမှုနဲ့ဒီနေ့မွန်းတို့ဘွားကြီးကိုကျင်းပဖြစ်ပါတယ်အဲဘုန်းကြီးနေတဲ့တော့ဒီမှာဆက်လက် မလို့အရင်တော့လည်းဖော်ရေးပရိယတ်တိသာသနာတော်ကြီးကိုလည်းပြုလုပ်ခဲ့ပြီးတဲ့ကာလတန်ခါ90ကျော်နဲ့ဒီမှာအရင်တော့ပြုလုပ်ခဲ့တယ်။အဲ့နောက်ပိုင်းဖော်ရေးမှာအခုဘဂေါတကတော်ရဲ့အနည်းပေါ့ဆရာသမိုင်းဝင်စက်ပညာစီတော်မြတ်ကြီးတည်ထားတဲ့အချိန်ခါမှာဘုန်းကြီးတို့လုပ်ငန်းတာဝန်တွေများတဲ့ခါကျတော့အဲကိုတန်ခါတော်လေးတွေကိုကိုရင်တွေကိုပေါ်တင်ပေါ်တိုင်းတဲ့နေရာပို့ပြီးတဲ့ကာလလုပ်ငန်းဆောင်ရွက်လာတာအဲ့တော့လာပြီးတော့အခု ဘုန်းကြီးတက်တာ60ပြည့်မှာကဲပฏิပတ်တက္ကရာမပေါင်းသူတော်ကောင်းတို့တွေလည်းပဲတရားဘာဝနာပွားများနှလုံးသွင်းအားထုတ်နိုင်ပါစေရဲ့အကျိုးငါဆိုပြီးတော့တော့ຢာကနေရှေ့လျှောက်လဲဘုန်းကြီးတို့လောက်တာပေါ့ဒီမှာတိဆောက်ရေးလုပ်ငန်းသာသနာအတွက်ပရိယတ်နဲ့ပฏิပတ်နှမျိုးစလုံးလုံနိုင်အောင်လို့ဘုန်းကြီးတို့စူးစမ်းနေပါတယ်အဲ့နောက်မှာတော့တန်ခါတော့အရှင်သူမြတ်များကိုနေစွန်းဆက်ကလှူဒန်းပြီးလူဝေဝတ္ထုများဆက်ကလှူဒန်းခဲ့ပါတယ် ဆရာတော်ဗဒနာဇေယတိနာရဲ့တက်တော်60ပြည့်မွေးနေ့အလူအမှတ်တရအဖြစ်9ရက်အထူးတရားစခန်းကိုဖွင့်လှစ်ခဲ့ပြီး1389ခုနှစ်နေုံလပြည့်ကျော်12ရက်22ရက်6လ2025တနင်္ဂနွေနေ့မနက်အချိန်ကမင်္ဂလာမှာ ငေးစရာဖြစ်တော်မူသော စင်ကိုင်မျိုးရွှေစံတော်ဆရာတော်နိုင်ငံတော်တန်ခိုးမာနိုင်ကတွဲပတ်ကျူးတော်ဆောင်ဆရာတော်အကမာပန္ဒီတာဗဒ္ဒနာတိယနာတာအမှုပြုတဲ့ပင့်တန်ကတော့အပါ120ရုပ်ကိုပင့်ဖိတ်ပြီးနေစုံနေတကွာလူဝေဝိတ္ထုစုစုတို့ကိုဆက်ကက်လူတိုင်းငယ်တာဖြစ်ပါတယ်ဒါပြင် မဟာဒီပကောင်းစည်းကျွန်းကျောင်းမှာစံတော်ရွှင်ပြုံးတည်င်းသုံးနေတဲ့ဗုဒ္ဓမျက်စွယ်တော်ကိုလည်းခွနရဲ့သာသမီအများပြည်သူပူးမြော်ကြည်ညိုနိုင်စေဖို့ဆရာတော်ရဲ့တတ်တော်60ပြည့်မှာပင့်ဆောင်ပူဇော်ထားတာဖြစ်ပါတယ်။ကောင်းစည်းကျွန်းဆရာတော်ဘုရားကြီးရဲ့ခွင့်ပြုချက်နဲ့ဇွန်လ18ရက်နေ့ကနေဇွန်လ23ရက်နေ့ထိပူးမြော်နိုင်တယ်လို့သိရပါတယ်။ဘကိုးမြို့မြူရင်းကြီးရက်ကွတမလီငါရကျောင်းတိုက်ကြီးဟာ 1330ခုနှစ်ကဆုံလာပြီနီးနင်းမြတ်ချင်းကာလမှာတတော်ရှိဆရာတော်ဘုရားကြီးအဘိဓဇအက္ခမဟာတတ္ထမဇောတိကအက္ခမဟာဇောတိကတစားဗရဏဝိသုဒ္ဓဆရာတော်ဘုရားကြီးကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။အဆိုပါကြောင့်တိုက်ကြီးမှာတရင်သုံးဆံပေတော်မူတဲ့ကျုခိပကံကေအစရှိတဲ့ခင်များကရှီဟောင်းဘုရားများကိုလည်းဘူးမျောကြီးညူနိုင်တယ်လို့သိရှိရပါတယ်ရှင်။